Osmo ပဲပြီ။ Oh my god. Osmo ကခလေးကစားကြမဟုတ်ဘူး။ပန်းပန်းတို့မြဲဖောက်နေကြ blind box မဟုတ်ဘူးဈေးကြီးတယ်။ဟာပပဘလော့ဂါဖြစ်နေပြီလေဘလော့ဂါအဲ့မှာတခုရှိရလေ One week later ဘလော့ဂါမမပန်းပန်းရေကဲကိုတူမလေးရလေဘလော့ဂါဖြစ်နေပြီဆိုတော့ယူရီးယားသွားတော့ကပန်းပန်းအတွက်ကိုပန်းပန်းရေ TikTok နဲ့ YouTube ရရတဲ့ဝင်ငွေနဲ့ အော်ဆိုဝဲလာတယ်အင်းဆိုရင်မမဝိုင်တို့ကအရန်ကြိုက်တဲ့အတွက်ကြောင့်ဒါက၃လုံးမြောက်အော်စမိုဒီမှာအော်စမိုတစ်လုံးနှလုံးအပြင်နာနိုလည်းရှိသေးရပါတော့ DJI ကထွက်တဲ့ဥစ္စာတွေပေါ့နော်မမဝိုင်တို့စီမှာကျတော့ professional camera တွေလည်းရှိတယ်အဲဒါပေမဲ့ဒီအော်စမိုကကျတော့ပို့ပြီးတော့ပေါ့နော် portable ဖြစ်တယ် useful ပို့ဖြစ်တဲ့အတွက်ကြောင့်နောက်တစ်လုံးဒါဆို၃လုံးမြောက်ပေါ့နော်မမဝိုင်နဲ့ပပန်းနဲ့တူတူ unboxing လုပ်ကြည့်မယ် yeah yeah ဒါကြတော့သူ့ရဲ့အိတ်ပေါ့နော်အဓိကကြတာဒါနဲ့ပဲမမဝိုင်းတော့ယူယူပြီးသွားကြဟွန်းမေးဒါအသက်ဖွင့်ကြည့်မယ်နော်အော်ဒါလေးခွာလိုက်အောင်မှဟွန်းသူ့ထဲထဲမှာပါတာတွေကကြတော့ဒါကကြတော့တခဲချောက်အပူအာအသွင်းလို့ရတယ်ဒီဟာအော့စမိုအားမလောက်တော့ဘူးဆိုရင်ဒါနဲ့ကြွားမြောက်သွားမှာ ပြီးရခါမှာသူကနည်းနည်းရှည်သွားရတဲ့ကြောင့် handle အနေနဲ့လည်းအသုံးပြုလို့ကောင်းတယ်ပေါ့နော်။သူထဲထဲမှာဒါလေးကနောက်ထပ် handle တစ်ခုပါမယ်။ပြီးရခါမှာဒါကကြတော့ tripod ပေါ့နော်။အဲနောက်ပြီးတော့နောက်ထပ်အသက်တစ်ခုကကြတော့ mic ပေါ့နော်။အာ mic ကလည်းလုံးဝအရေးကြီးရယ်။ဟော YouTube view ရော TikTok view ရောရိုက်လို့ရတယ်။ဒီဘက်ကိုရွှေ့လို့ရတယ်။ Okay ဒါဆိုရင် YouTube view နဲ့ဖြစ်သွားမယ်။ဒီ gimbal ကတော့လုံးဝအသက်ပဲ။အရန်လည်းနူးတယ်အပြင်ဒါကျိုးလွယ်တယ်ပေါ့နော်။အဲ့လိုမျိုးလေး။ ဟွန်းစင်ပြေရယ်ပပန်းလေးရောကြိုက်လားပပန်းကြိုက်တယ်ဟွန်းဒီ Osmo လေးနဲ့ဆိုရင်ပပန်းရဲ့ဗီဒီယိုလေးတွေကလေလုံးဝလေ quality လဲကောင်းပြီးတော့လေရုပ်ထွက်လေးတွေကလုံးဝကြီးတောက်ရှင်းလေးဖြစ်နေတော့မှာတဲတော်လေးတို့ရေပပန်းလေးရယ်အခု YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးပါဦးရှင်တဲတော်လေးအားလုံးအရင်ချစ်ပါတယ်တတ